။ဘာကြောင့်မယောင်လိုင်းဘက်ကဝင်တိုက်ကြလဲဆိုရင်သူတို့လိုချင်တဲ့အရာဝတ္ထုနှစ်ခုရှိတယ်။နော်။တစ်ခုကသူတို့ချမ်းသာပြီးသားကိုကျိုးစည်းဝါးတွေကိုမစွန့်လွတ်ချင်တော့ဘူး။နောက်တစ်ခုကဇာအာရေကဇုံမီဆိုတဲ့တိုင်းရင်သားအတိမတ်ပြုတာကိုသူတို့လိုချင်တယ်။မင်းအောင်လိုင်းကဇုံမီဆိုတဲ့တိုင်းရင်သားအဖြစ်အတိမတ်ပြုလေမလားဆိုတဲ့ စင်ကြီးခွေးမြော်တယ်လို့သူတို့မျော်နေကြတာဗျာနော်စင်ကြီးခွေးမြော်တယ်လို့သူတို့မျော်နေကြတာအဲ့တော့မဲအောင်လိုက်ပေးမလားဆိုရဲမျော်နေကြတယ်သူတို့မဲအောင်လိုက်ကိုသွားကတ်တယ်နော်ကချင်ပြည်နယ်မှာလည်း SNA ဆိုတာလည်းရှိတယ်ဒါလည်းစစ်တပ်နဲ့ပေါင်းတာပဲနော်ဒါကြောင့်ကရင်ပြည်နယ်မှာလည်း BGF DGB စစ်တပ်နဲ့ပေါင်းတယ်ဒီတိုင်းသားတွေက အင်းအားရှိရသားနဲ့သူတို့ကိုကြိုးစည်းပွားအတွက်ပြည်သူကိုမရွေးချယ်ပဲနဲ့စစ်တပ်နဲ့ပေါပြီးတော့ပြည်သူကိုပြန်တိုက်တယ်။ဒါကြောင့်တော်လည်းကြီးမပြီးတာတကယ်တကယ်တရကလုံးမှာရှိတဲ့လက်နက်ကိုင်းတွေဒီလိုအချိန်မှာမင်းအောင်လိုက်ကိုဝင်တိုက်ရင်တော်လည်းကြီးကပြီးတာပေါ့။နော်။ဘဘတို့တော်လည်းကြီးလက်နက်ကိုင်းတွေကအင်းအားနှဲပါတယ်ဆိုမှဒီကြတဲ့တရုတ်ကဝင်ရှုပ်သေးတယ် နော်တရုတ်ကဝင်ရှုပ်တယ်အခုဆိုရင်မြောက်ပိုင်းမှာမင်းညီနောင်သုံးဘက်ကိုတရုတ်ကနော် TLL နဲ့ကိုကန့်ကိုထိန်းချုပ်ခြင်းတိုင်းထိန်းချုပ်တဲ့ခြေလှယ်ခြင်းတိုင်းခြေလှယ်တယ်အဲ့တော့တော်လိုင်းကရှင်းမရောက်တော့တရုတ်ကလည်းဝင်ရှုပ်တိုင်းသားတွေကလည်းကိုကျိုးစည်းပွားကိုမစွန့်လွတ်ဘူးမရောက်နိုင်တဲ့ပေါ့အဲ့တော့တော်လိုင်းကတော်တော်နဲ့မပြီးဘူးတော်လိုင်းကမပြီးဒါတော်လိုင်းမပြီးရခြင်းရဲ့အကြောင်းတွေပေါ့နော် အဲ့ဒီထဲမှာပသုံးလုံးတွေလည်းပါတယ်ပသုံးလုံးတွေကအခုတော်လရေးကိုဖျက်လို့ဖျက်စီးလုံနေတယ်ပေါ့နော်တော်လရေးမပြရခြင်းနောင်နေရခြင်းအကြောင်းရင်းထဲမှာအဲ့ဒီပသုံးလုံးတွေလည်းပါတယ်ကဲထားလိုက်တော့ဒါကြောင့်မဲအောင်လိုက်စစ်တပ်မှာလက်နက်မရှိတာလည်းမဟုတ်လက်နက်တွေပေါ်လွန်လို့အပေါ်ဆုံးကလက်နက်စစ်သားမရှိတာလည်းမဟုတ်စစ်သားတွေအများကြီးအခုဆိုစစ်မှုထမ်းအပတ်စဉ်73ထိရောက်သွားပြီနော် ကဘာအစစ်38 standard army အခုတို့မှာ၄ချောင်း၃ချောင်းပဲရှိတော့တယ်၄ချောင်းမပြစ်ဘဲနဲ့တလားလောက်နေကြည့်တော်လည်းပြီးတော်ပြီးသွားအောင်မယ်နော်စစ်တပ်က၄ချောင်းမပြစ်ရင်ကိုတို့မှာဘာမှလှုပ်ဆရာကို မရှိတော့ဘူးမြေပြင်စစ်သားကိုတို့လုံးဝအားကိုးလို့မရတော့ဘူးဘယ်သူမှစစ်မတိုက်ရှင်တော့လန်တက်တွေအများကြီးရှိတယ်စစ်သားတွေအများကြီးရှိတယ် အဲ့ဒါကိုစစ်မတိုက်ပဲနဲ့လက်နက်ချအညက်ခံနေအဲ့ဒါကိုကြည်လေသူတို့မှစစ်မတိုက်ချင်တော့ဘူးအခုစစ်မှုထမ်းအပတ်စဉ်တပ်သားတစ်တွေကလည်းရှေ့တန်းကိုပို့လိုက်တယ်ဘယ်သူမှစစ်မတိုက်ချင်ဘူးလေမနေ့တနေ့ကမှတင်တန်းတက်တယ်အခုရှေ့တန်းကိုပို့လိုက်တယ်ဘာတိုက်ပွဲအတွေ့အကြုံကလည်းမရှိဘူးဘယ်သူမှလည်းစစ်မတိုက်ချင်တော့ဘူးဘယ်သူမှလည်းကိုယ့်အသက်ကိုကိုယ်စတေးပြီးတော့အသိမခံချင်ဘူးဒါကြောင့်မင်းအောင်လိုက်စစ်တပ်တွေမှာမြေပြင်စစ်သားဆိုတာ ဘာမှအလုပ်လုပ်လို့မရတော့ဘူးเนาะမြေပြင်စစ်သားဆိုတာဘာမှအလုပ်လုပ်လို့မရတော့လေတက်တက်တက်ပဲရှိတော့တယ်အဲ့ဒီလေတက်ကိုလည်းဖုန်းတို့ကကာကွယ်နိုင်တဲ့လက်နက်မရှိဘူးเนาะကာကွယ်နိုင်တဲ့လက်နက်မရှိဘူးဒါပေမဲ့အဲ့ဒီလေရင်နဲ့ဘုံကျဲနေတာကပေါင်900ဘုံနေပေါင်300ဘုံနေအဲ့ဒီဘုံတွေကိုဘယ်ကထုတ်လဲဆိုကပ္ပဆကထုတ်တယ် မကွေးတိုင်းပဲခူးတိုင်းရန်ကုန်နေပြီးတော့မှကပ္ပစဆက်ယုံ၄နေရာရှိတယ်။နေပြီးတော့မှကပ္ပစဆက်ယုံ၂ယုံရှိတယ်။ရန်ကုန်မှာကပ္ပစဆက်ယုံ၁ယုံရှိတယ်။အဲ့ဒီ၃ယုံကလွဲရင်ပဲခူးတိုင်းနဲ့မကွေးတိုင်းကကပ္ပစဆက်ယုံတွေကိုဖောက်ဖောက်လို့တော်လိုင်းအင်အားစုတွေကဝေရောက်သိမ့်ပိုက်နိုင်ခဲ့မယ်ဆိုရင်ဒါလေရင်နဲ့ဘုံကျတာလုံးဝရက်သွားပဲ။ဘုံမပိုင်သူ့ဘာသူလေရင်ကြိုက်သလောက် ကောက်ကဲပေါ်ပါပြန်နေပါစေကျဲเสียဘုံမရှိဘူးကျဲเสียဘုံမရှိဒါကြောင့်ဒီကျဲနေတဲ့ဘုံရှိတဲ့ကပ္ပစဆက်ရုပ်တွေဖဖို့တို့ဝင်သိမ်းနိုင်ရပြီလေရင်ကိုမကောက်ွယ်နိုင်တာကဖဖို့တို့မှာအပြစ်မဟုတ်ဘူးဒီမြေပြင်မှာရှိတဲ့ကပ္ပစဆက်ရုပ်တွေကိုဝင်သိမ်းနိုင်မယ်ဆိုရင်ဒါလေချောင်းကိုကောက်ွယ်ပြီးသားဖြစ်သွားမယ်ပေါ့နော် နောက်တစ်ခုကရခိုင်ပြည်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုစစ်တပ်ကထိန်းချုပ်မရှိတော့ဘူးတဲ့စစ်တပ်ကမထိန်းချုပ်နိုင်တော့ဘူးစစ်တပ်ထိန်းချုပ်မှုလည်းလုံးဝမရှိတော့ဘူးလက်ရှိ A ကထိန်းချုပ်ထားတာတဲ့ဒါကြောင့် A နဲ့မဆက်ဆံလို့မရတော့ဘူးဆိုတဲ့အကြောင်းကိုဘင်္ဂလားဒေ့ရှ်နိုင်ငံသားကြီးအကြံပေးကပြောကြတယ်ဗျာနော်ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံသားရေးအကြံပေးကအေးနဲ့ဆက်ဆံရမယ်အေးနဲ့မဆက်ဆံလို့ကိုမရတော့ဘူးဆိုတဲ့အကြောင်းကိုလည်းပဲဒါဘင်္ဂလားဒေ့ရှ်အကြံပေးကဒီကနေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာနကိုအကြံပေးတယ်ပေါ့နော်အကြံပေးတယ်နောက်တစ်ခုကရှမ်းပြည်နယ်မြောက်ပိုင်း TRL ထိတ်ချုပ်ထားတဲ့သီဘောမြို့အတွင်းမှာနော်နာမရှိ အဆက်စီစခန်းကိုကိုကန့်ကဝင်ရောက်တိုက်ခတ်ခဲ့တယ်။ဟောမြောက်ပိုင်းမာမိတ်ခုနှစ်ဖွဲ့ထဲမှာကိုကန့်နဲ့ SSPB ကညီနောင်နေပဲဗျ။နော်ညီနောင်နေပဲ။မြောက်ပိုင်းမာမိတ်ခုနှစ်ဖွဲ့ထဲမှာကိုကန့်နဲ့ SSP ကညီနောင်နေပဲ။ဒါပေမဲ့ SSPB ကအခုတော်လည်ရင်းမှာစစ်တိုက်တာဖို့ဖို့တို့မကြားပါဘူး။နော် ဆက်တဲ့တာမကြဘူးအဲ့တော့နမ်မရှိ adjust pb ရဲ့စကန်းကိုကိုကက်ကဒီကနေ့ဝင်ရောက်တိုက်ခိုက်တယ်နော်ကိုကက်ရဲ့အာ adjust pb SSPB ရဲ့တက်စကားကိုဝေရောက်ဖြတ်စီးပြီးတော့ SSP တက်သားတွေကိုလည်းကိုကက်က ဖန်စီရိုက်နှက်တယ်တယ်ဗျာအဲ့တော့စစ်မတိုက်တဲ့ဘယ်တိုင်းရင်သားကိုမဆိုဖဖို့တို့ကမထောက်ခံကိုကတ်ကစစ်တိုက်တာဖြစ်တဲ့အတွက်ကြောင့်ကိုကတ်ကိုထောက်ခံတယ်ပေါ့နော်နောက်တစ်ခုကစကိုင်းတိုင်းဝင်းတုံမြို့နယ်အာမခံရွာအနီးမှာ အကြမ်းဖက်စစ်တပ်ကခလေးတယောက်ပါဝင်ပြည်သူပေါင်း9ဦးကိုအကြမ်းဖက်ဖမ်းဆီးတပ်ဖြတ်ခဲ့တယ်။ဒါလေရင်နဲ့ဘုံကျဲတာမဟုတ်ဘူးနော်။မြေပြင်မှာကိုအကြမ်းဖက်ဖမ်းဆီးပြီးတော့တပ်ဖြတ်ခဲ့တာဗျာ။သခိုင်းတိုင်းဝင်းသူမျိုးနဲ့အာမခန့်ရွာနီးမှာအကြမ်းဖက်စစ်တပ်ကခလေးတယောက်ပါဝင်ပြည်သူ9ယောက်ကိုရရဆက်ဆက်ကိုဖမ်းဆီးပြီးတော့တပ်ဖြတ်ခဲ့တယ်။နောက်မန္တလေးတိုင်းစင်ကူးမျိုးနယ် စေကူမြို့ပေါ်မှာရှိတဲ့စာတင်ကျောင်းနဲ့ဘုန်းကြီးကျောင်းတွေကိုအကြမ်းဖက်စစ်တပ်ကလေးနဲ့ဘုံကျဲတယ်နော်မန္တလေးမြို့ပေါ်မှာရှိတဲ့စေကူမြို့ပေါ်မှာရှိတဲ့စာတင်ကျောင်းနဲ့ဘုန်းကြီးကျောင်းတွေကိုအကြမ်းဖက်စစ်တပ်ကဒီကလေးလေးနဲ့ဘုံကျဲတာမတရားစင်ကူတပိတ်ချင်းအကုတ်ဘုံကျဲတာနော်ဒါကြောင့်ဖော်ဖော်ဝိပပီသူတွေကိုလိုက်လွင်တိုင်းလိုက်လွင်တိုင်းတတိပေးပန်ကြပါတယ် ဖုန်ကြီးเจ้าနေစာတင်เจ้าနေဆေးုံနေဆေးကန်းနေဘာသာရေးအဆောက်အဦတွေလုံးဝမနေနဲ့တော့အခုစစ်တပ်ကဒီ2025မှာဘုံကျင်းเนาะဆေးုံစာတင်เจ้าဖုန်ကြီးเจ้าဘာသာရေးအဆောက်အဦအကုန်ဘုံကျဲတာအကုန်ဘုံကျဲတာရွာတွေကိုဘုံကျဲတာရှားသွားပြီဆေးုံဆေးကန်းစာတင်เจ้าဖုန်ကြီးเจ้าဘာသာရေးအဆောက်အကုန်ဘုံကျဲတယ်ပေါ့เนาะ နောက်တစ်ခုကသဂိုင်းတိုင်းထိကြိုက်မြို့နယ်အရက်ဘတ်ဆေးရုံနဲ့စာတင်ကြောင်းကိုစစ်ကောင်စီကဘုံကျဲတယ်။ကဲထိကြိုက်မှာလည်းပဲဆေးရုံနဲ့စာတင်ကြောင်းကိုဘုံကျဲတယ်။မန္တလေးတိုင်းစင်ကူးမြို့ပေါ်မှာလည်းဆေးစာတင်ကြောင်းနဲ့ဘုံကြီးကျောင်းတွေကိုဘုံကျဲတယ်။တွေ့လား။ဒါကြောင့်ဆေးရုံဆေးကန်စာတင်ကြောင်းဘာသာရေးအဆောက်အဦမနေပါနဲ့တော့မနေပါနဲ့တော့အရက်အန်နေရှိတယ်ပေါ့နော်။နောက်ကရီနီပြည်ဒီမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတောင်ပေါ်ကကြောက်တုံးကြီးတုံးပြောက်ကြလာတဲ့အတွက်ကြောင့်လေဖြတ်နေတဲ့စစ်ဘေးရှောင်အဖိုးကိုအဲ့ဒီကြောက်တုံးကြီးထိမိပြီးတော့အဖိုးကိုတိတ်ဆုံးသွားတယ်ဟောကန်တတော်ဆိုးတယ်နော်ညာဘက်အိတ်နေတဲ့အချိန်ကဒီဘောဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့တောင်ပေါ်ကကြောက်တုံးကြီးအဲ့ဒီကြောက်တုံးကြီးကဘယ်တော့တောင်ကြီးလဲဆိုရင်ဘုန်းဘုန်းတို့ဆယ်တန်လောက်ရှိတယ် ဆယ်ရန်လောက်ရှိတဲ့ကြောက်တုံးကြီးတုံးကပြုတ်ကြလာတာအဲ့နေတဲ့အဖိုးအိုကိုတွားထိတာအဖိုးကိုတေဆုံးသွားတယ်ပေါ့နော်တေဆုံးသွားတယ်ပေါ့တော်တော်ကြောက်เสียရကောင်းတယ်ဆယ်ရန်လောက်ရှိတဲ့ကြောက်တုံးကြီးတောင်ပေါ်ကနေပြုတ်ကြလာတာပေါ့နော်အဲ့ဒါစစ်ဘေးရှောင်လေဖြတ်နေတဲ့အဖိုးအိုကိုထိခိုက်ပြီးတော့အဖိုးကိုတေတေဆုံးသွားတယ်ပေါ့နော်နောက်တနေ့လာဤတိုင်းထဝယ်မြို့အတွင်းမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားနေပြီးတော့ဆယ်ရက်အတွင်းစစ်ပေးရှောင်အခုတောင်းနဲ့ချီပြီးထပ်ပြေးတိတ်ရှောင်နေကြရတယ်ထဝဲခရိုင်အတွင်းမှာတိုက်ပွဲပြင်းထန်နေပြီးတော့အခုစစ်ပေးရှောင်နေတောင်းနဲ့ချီပြီးတော့ကိုစစ်ပေးရှောင်နေရတယ်တော်တော်များတယ်ပေါ့နော်အနေကင်းဘေးရှင်းကြပါစီဗျာအနေကင်းဘေးရှင်းကြပါစီ နောက်မန္တလေးမြို့မှာအငိမ့်သာပါမောက်ကဒေါက်တာထွေးထွေးကို အိမ်ချမ်းမြေလိုက်လံပြသမိဦးဆိုပြီးတော့ရိုက်နဲ့တက်ဖြတ်ပြီးလက်ဝဲလက်စားတွေနဲ့ပိုင်ဆိုင်မှုတွေကို လူရက်သွားတယ်ကဲဒါမန္တလေးမှာတော့အငိမ့်သာပါမောက်ကဒေါက်တာထွေးထွေးကို အိမ်ချမ်းမြေလိုက်ပြပေးမယ်ဆိုပြီးခေါ်သွားတာခေါ်သွားပြီးလူရှင်းတဲ့နေရာရောက်တော့ရိုက်နဲ့တက်ဖြတ်ပြီးတော့ သူ့မှာပါလာတဲ့လက်ဝတ်ယန္တနာတွေကိုယူသွားတယ်။ဒါကြောင့်အခုလိုအချိန်မှာလက်ဝတ်ယန္တနာတွေမဝတ်တာအကောင်ဆုံးပဲနော်ပြီးတော့လူသူရှင်းတဲ့နေရာတွေကိုမသွားတာအကောင်ဆုံးပဲပြီးတော့ဘသူကမှမယုံတာလေအကောင်ဆုံးပဲပေါ့နော်အခုထပ်တိတရားခံကိုဖမ်းလို့မမိသေးဘူး အဲ့ဒီအိမ်ချမ်းမြေပွဲစားဆိုတာကလည်းအဲ့ဒီပါမောက်ကဒေါက်တာထွေးထွေးနဲ့သိတဲ့သူပဲနော်ပါမောက်ကဒေါက်တာထွေးထွေးနဲ့သိတဲ့အိမ်ချမ်းမြေပွဲစားကပဲခေါ်ပြီးတော့လူသူချင်းတဲ့နေရာရောက်တော့ရိုက်တက်ပြီးတော့ပါလာတဲ့ပစ္စည်းတွေလက်ဝတ်ယန္တနာတွေကိုယူသွားတယ်အခုချိန်ကြီးဖမ်းလို့မမိသေးဘူးဘယ်ဖမ်းလို့ပြီးဘယ်ပြဲပြနော်ရဲတွေစစ်သားတွေကသူတို့ကိုယ်တိုင်တခိုးတွေပဲကို သူတို့ကိုယ်တိုင်တကိုးတွေပဲအခုပြည်ဦးလွင်မှာဟမ်မော်တော်ပီကယ်တွေကားတွေဖမ်းဆိုင်ကယ်တွေဖမ်းတယောက်မိရင်၃တောင်းဆိုင်ကယ်တစ်စီးမိရင်၃တောင်းတဲ့ပြည်ဦးလွင်မြို့ခံတွေကဗာပြောတဲ့ဆိုရင်အော်မော်တော်ပီကယ်တွေပတ်ဆံရှားတာလွယ်လိုက်တာသူတို့တော့မော်တော်ပီကယ်ဖြစ်ချင်လိုက်တာ no 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 မော်တော်ပီကယ်မဖြစ်ချင်နဲ့အခုချိန်မှာပြူစောတိလည်းမဖြစ်ချင်နဲ့စစ်ခွေးလည်းမဖြစ်ချင်နဲ့ရဲခွေးလည်းမဖြစ်ချင်နဲ့ အဲ့ဒါအပူစားတွေဗျအဲ့ဒါအစိတ်တွေဗျဟမ်ဟောငါတို့ယက်ကွက်ဥက္ကဋ္ဌဖြစ်လို့ရဲဖြစ်လို့စစ်သားဖြစ်လို့စစ်ဘုံချုပ်ဖြစ်လို့အခုချိန်မှာပတ်စံတွေရှားတာလွယ်လိုက်တာပတ်စံလွင်ကားကိုဖမ်းမလားဆိုင်ကယ်ဖမ်းမလားဟမ်ပေါ်တာဆွဲပြီးတော့ပြန်ပေးဆွဲပြီးတော့ပြန်ရွေးခိုင်မလားပတ်စံရှားတာလွယ်လိုက်တာ စစ်ပိုတွေအုတ်ချုပ်ရင်မှုတွေပြူစောတိတွေမော်တော်ပီကယ်တွေပတ်ဆက်ရှားတာအရန်တွင်လိုက်တာအဲ့ဒါကိုတွားပြီးအမကြနဲ့သူတို့ပတ်ဆက်ရှားတာလွယ်လိုက်တာဆိုပြီးတွားပြီးအမကြနဲ့ဘာဖြစ်လို့လဲသိလိုက်အဲ့ဒါသူများရဲ့မတထာရေးစားတွေသူများရဲ့ချွေးနေစားတွေသူများရဲ့အပူစားတွေအပူစားတွေစားရင်ဘူးကြီးတွေထွက်လာတယ်အပူနာတွေပေါက်လာတယ် ဟောအခုလည်းပဲသူများရဲ့မတရားရေးဇာတိစားတာသူများရဲ့အပူဇာတိစားတာပြည်သူကပြန်ပြီးဆွဲခံရလို့တော့ကားပဲဖြစ်ဖြစ်ဆံငယ်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒီစစ်သားရဲ့ရဲတွေကိုပတ်စံပေးလိုက်ရတယ်ဆိုရင်တော့ဘသူမှကြင်ကြင်နဲ့နဲ့ကြီးနဲ့ပေးတာမဟုတ်ဘူးကျိန်ဆိုင်ပြီးမှပေးတာနော် ဒါကြောင့်အဲ့ဒီပတ်စံနေနဲ့ဘာပဲဝယ်ဆဆဘာပဲလှုပ်လှုပ်အိမ်ပဲဆောက်ဆောက်ကားပဲဝယ်ဝယ်ဆိုင်ကယ်ပဲအပုစားကြီးအဲ့ဒီပတ်စံနေနဲ့ကားဝယ်စီကားတိုက်သိမ်းပါဆိုင်ကယ်ဝယ်စီဆိုင်ကယ်တိုက်သိမ်းပါနော်ထမင်းဝယ်ဆအပင်းဆိုပြီးသိမ်းပါပြည်သူပြည်သူရဲ့အပူဓာရီမတ္တရာဟိဇာရီလေတော့အမကြနဲ့ဟုတ်ပါတယ်မော်တော်ဘီကယ်တွေအုတ်ချော်ရည်မှုတွေ စစ်ဘိုလ်ချုပ်တွေပတ်စံရှားတာဒီလိုချိန်မှလွယ်လိုက်တာတော့အမကြနဲ့အဲ့ဒီပတ်စံတွေကပြည်သူရဲ့ကျိန်စာတွေပြည်သူရဲ့မတ္တရာကြီးစာတွေဖြစ်တယ်နော်အဲ့ဒီကျိန်စာတွေအဲ့ဒီမတ္တရာကြီးစာတွေနဲ့တို့အစိုက်သိမ့်ပြီးတော့သိမှာစာတိုင်းစာတိုင်းအစိုက်ဖြစ်ပြီးတော့ဘေးဖြစ်ပြီးတော့ကိုဒုက္ခရောက်ပြီးသိမှာစာတိုင်းစာတိုင်းအဲ့ဒီပတ်စံတွေကြောင့် သူတို့စိတ်ပြန်ကူရမှာစိတ်ပြန်ကူရမှာတိလဘာဘာဖြစ်မှမသိတဲ့ယောဂါတွေသူတို့ခန္ဓာကိုယ်မှာဆွဲကတ်လာပြီးတော့သူတို့စိတ်ကူလို့ပြီးမှာမဟုတ်ဘူးဒီဘဝအဲ့တော့သူများရဲ့မတရာဤဇာတွေလို့ခေါ်တယ်တန်တွေတန်ခဲတွေရဲရဲတောက်နေတဲ့တန်တွေတန်ခဲတွေဗျเนาะမျိုးချတိုင်းမျိုးချတိုင်းခန္ဓာကိုယ်ထဲမှာကလီဇာတွေပြတ်တောက်ပြီးတော့ တိတ်မှာဗျနော်တိတ်မှာတွားပြီးတော့အမကြနဲ့ပေါ့တော့နောက်မန္တလေးမှာရှိတဲ့ရွှေဇာမဏီရွှေဆိုင်ကိုလူနှစ်ဦးအပါဝင်ဓမြ၅ဦးကဝင်ရောက်ပြီးဓမြတိုက်သွားတယ်နော်လူ၅ယောက်ပျောက်ကြားဝတ်ထားတဲ့လူနှစ်ဦးပါဝင်ဓမြ၅ယောက်က ဓာမြတိုက်သွားတယ်ရွှေ20နဲ့သုံးချက်သာပါသွားတယ်ဟောအဲ့ဒီမန္တလေးမြို့ပေါ်မှာစစ်တပ်ကလုံုံရေးတွေအထက်ထက်ကိုခြားထားတာစစ်တပ်ကလုံုံရေးတွေအထက်ထက်ခြားထားလျှက်နဲ့ကိုရွှေစာမဏီရွှေဆိုင်ကိုလူ9ယောက်ကတတ်နှက်တည်နဲ့ဓမြဝင်တိုက်သွားတယ်အဲ့တော့ရွှေသမင်ဘဲကထွက်မင်းကြီးတာကထွက်ပြူစောတီးတွေပေါ့စစ်သားတွေရဲတွေပေါ့ 某些大气力仗义。 ရန်ကုန်မန္တလေးပတ်သိမ်းမုံရွာစကိုင်းမြန်မာနိုင်ငံအနှံ့ပြားမှာအခုဓမြတိုက်တဲ့သူတွေကိုဘသူတွေလဲလို့ကြည့်လိုက်ပြူစောဒီတွေစစ်သားတွေရဲတွေဘသူမှမဟုတ်သူတို့ပဲဟမ်သူတို့လုံချိုရေးတွေချထားရဲ့သားနဲ့ရွှေသားတွေဓမြတိုက်ခိုင်းတဲ့ဗတ်တွေပဲဘသူမှမဟုတ်သူတို့ပဲဘသူမှအဲ့လောက်ထိအတင့်ရဲပြီးတော့စစ်တပ်ကလုံချိုရေးတွေချထားပါတယ်နဲ့ဘသူမှဝင်ပြီးဓမြမတိုက်ဘူးသူတို့ပဲဝင်တိုက်တာသူတို့ပဲဝင်တိုက်တာ နော်ရွှေ20နဲ့၃ချက်သားပါတယ်နောက်တစ်ခုကဖိုးဖိုးပြောကြည့်တယ်အခုလိုချိန်မှာရွှေဆိုင်ကြီးရွှေမရောက်ရင်ထမင်းငတ်ပါလားဖိုးဖိုးခဏခဏပြောတယ်နော်အမြတ်ကတိတ်ကြံတာမဟုတ်အဲ့ဒါကိုတရက်လောက်ဓမြတိုက်ခံလိုက်ရင်ကုန်ရောကုန်ရော10နှစ်လောက်စုဆောင်ထားတဲ့ဟာတွေအကုန်ပါသွားရောအခုလိုချိန်မှာရွှေဆိုင်ကြီးရွှေရောင်းရဲတာဖိုးဖိုးအံ့ဩလို့မဆုံးဘူးနောက်တစ်ခုက ရေမင်းနိုင်ငံဟူဒီလက်နက်ကိုင်တွေကို အမေရိကန်ကဒရုန်းတွေနဲ့ပြစ်ခတ်ရှင်းလင်းတယ်အဲ့ဒါကိုဟူဒီတပုံတွေကအမေရိကန်ရဲ့ဒေါ်လာတန်း200ကျော်တန်ဖိုးရှိတဲ့နော်ဟီပါဒရုန်း9စင်းကိုပြစ်ချနိုင်ခဲ့တယ်ဒရုန်းတစ်စင်းကိုအမေရိကန်ဒေါ်လာတန်း30ကျော်တန်တယ်ဟောနည်းမှမနည်းတာဒရုန်းတစ်စင်းကို အမေရိကန်ဒေါ်လာတန်း30ကျော်တော့တန်းတယ်ဆိုမနေဘူးဗျာနော်အဲ့ဒီတန်း30ကျော်တန်းတဲ့ဒရုန်း80ဆင်းလောက်ကိုဟိုဒီတပုန်တွေက ပြစ်ချနိုင်ခဲ့တယ်အမေရိကန်ကဟိုဒီတပုန်တွေရဲ့ပြစ်မှတ်ပေါင်း800ကျော်ကိုပြစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်ပြစ်မှတ်ပေါင်း800ကျော်ကိုပြစ်ခတ်ရှင်းလင်းခဲ့လက်နက်တူလောင်ယုံတွေ နော်လေချောင်းကာကွယ်ရေးပစ္စည်းဆက်ယုံနေပြီးတော့လေချောင်းကာကွယ်ရေးပစ္စည်းစနစ်တွေအများကြီးပဲပေါ့နော်အများကြီးပဲအဲ့လိုပြတ်မှတ်ပေါင်း800ကျော်ကိုဖျက်ဆီးနိုင်ခဲ့တယ်တဲ့အမေရိကန်ကဘာလို့ဟူဒီသဘုံတွေကို အမေရိကန်ကနှိတ်နှိတ်ကိုရတာလဲဆိုရင်သူကအရှိအလဲပိုင်းဒေသမှာဥရောပအမေရိကန်ရဲ့ရေနံတင်သင်းမောတွေကိုဟူဒီသဘုံတွေကခဏခဏ ပြန်ပြီးဆွဲတာခဏခဏပြစ်ခတ်တာဒါကြောင့်အမေရိကန်နဲ့အနောက်နိုင်ငံတွေကသူတို့ဒီရေနံတွေဆုံရှုံတာပေါ့ဗျာရေနံတွေဆုံရှုံတာပေါ့နော်အဲ့ဒီဟူဒီတဘုံတွေရဲ့ဒုက္ခပေးတဲ့အတွက်ကြောင့်ရေနံတွေဆုံရှုံတာဒါကြောင့်သူတို့ဟူဒီတဘုံတွေကိုဗကြခဏပြစ်ခတ်ရှင်းလင်းတာပေါ့အဆိုပါတိုက်ခိုက်မှုများအတွဲပါဟူဒီတဘုံယာနဲ့ချီပြီးတော့ ဟိုဒီခေါင်းဆောင်ရာနဲ့ချပြီးတော့သေတယ်နော်ဟိုဒီခေါင်းဆောင်နေဟိုဒီတပုတ်တွေရာနဲ့ချပြီးတော့ကိုသေတယ်တဲ့ဗျာနောက်တစ်ခုကအီရန်နိုင်ငံရဲ့အကြီးဆုံးစိတ်ကမ်းဖြစ်တဲ့ဘန်ဒါအဘာမာအားကောင်းတဲ့ပောက်ကွဲမှုကြောင့်အခုသေဆုံးသူ40တက်မနေ့ရှိပြီးတော့ဒဏ်ရာတဲ့သူ1200ကျော်တယ်ဒဏ်ရာရတဲ့သူ1200တောင်ကျော်တယ်ပောက်ကွဲတာပောက်ကွဲတာအီရန်နိုင်ငံရဲ့အကြီးဆုံးစိတ်ကမ်း ဗန္ဒာအပါအီရန်ဆိုတာမင်းအွန်လိုင်းကိုစစ်လက်နက်တွေကူညီနေတဲ့နိုင်ငံအာအခုအစ္စရေးနဲ့အီရန်မှာလည်းပဲအစ္စရေးကအီရန်ကိုပြစ်ခတ်တာအစ္စရေးအီရန်အများကြီးထိခိုက်တယ်နော်အများကြီးထိခိုက်တယ်ဒါကြောင့်အခုအီရန်ဝက်ကြီးကြီးလည်နေပြီအစ္စရေးနဲ့တော့ကလည်းအီရန်အထိနာပြီးသွားပြီအခုလက်ကြည့် အီရန်ရဲ့အကြီးဆုံးစိတ်ကန်ဘန်ဒါအဘားမှာပောက်ကွဲမှုဖြစ်ပြီးတော့လူဦးရေ40ထက်မနည်းသေဆုံးပြီးတော့1200ကျော်ဒဏ်ရာရတယ်။အဲ့ဒါမင်းအောင်လိုက်ကိုကူညီတဲ့နိုင်ငံပဲ။နော်မင်းအောင်လိုက်ကိုကူညီတဲ့နိုင်ငံပဲ။ဆိုရာကိုပြောကြရင်လည်းဖုန်းရဲ့လိုက်ကိုဒီပါတွေပဲအဆုံးသက်လိုက်ပါတယ်။အားလုံးပြီးပါပြည်သူပေါင်းတို့ကြမ်းမာချမ်းသာကြပါစေ။အသက်ရှင်နာခင်ကြပါစေဗျာ။